ကိုင်းတိုင်းဗမောက်မြို့နယ်မှာစစ်တပ်လက်အောက်ခံရှမ်းနေတဲ့ SNA တပ်ဖွဲ့ဝင်2ဦးကစစ်ဘေးရှောင်မတန်ဆွမ်းအမျိုးသမီးတအုပ်ကိုဖမ်းဆီးပြီးအာဓမပြုကျင့်ခဲ့လို့အမှုမှန်ပေါ်ပေါက်အောင်ဝိုင်းဝန်းစူးစမ်းပေးဖို့ဒေသခံတွေကတောင်းဆိုနေပါတယ်။ဗမောက်မြို့နယ်အလဲရွာကသီလရှင်ကျောင်းမှာမိခင်ဖြစ်သူနဲ့အတူစစ်ဘေးရှောင်နေတဲ့အမျိုးသမီးတအုပ်ကို SNA တပ်သား2ဦးကအောက်တိုဘာ30ညမှာဖမ်းသွားပြီးအဲ့ဒီတဲကတပ်ဖွဲ့ဝင်တအုပ်အာဓမပြုကျင့်ခဲ့တာလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတအုပ်ကပြောပါတယ်။ ကျူးလွန်ခံရသူအမျိုးသမီးမှာအတက်ရောဂါလည်းရှိပြီးဒါကရှမ်းနီတပ်ဖွဲ့အနေနဲ့ပြင်းထန်တဲ့ရာဇဝတ်မှုကျူးလွန်တာလို့အဲ့ဒီဒေသခံကဆိုပါတယ်ကျူးလွန်သူက SNA တမဟာ614ကဖြစ်ပြီးကျူးလွန်ခံရသူကအသက်30ကျော်အရွယ်ဒေသခံကဒူးတိုင်းရင်သူကိုလက်အင်ကမတန်ဆွမ်းသူလို့လည်းသိရပါတယ်အထမပြုကျင့်သူကို SNA ကပြန်ဖမ်းထားတယ်လို့သတင်းရပေမဲ့အသေးစိတ်အတိမပြုနိုင်သေးပါဘူးစစ်သားလိုအပ်ချက်များနေလို့အေးမယူပဲပြန်လွှတ်မှာကိုဒေသခံတွေစိုးရိမ်နေပါတယ်။ကျူးလွန်ခံရတဲ့အမျိုးသမီးကိုလည်း အခက်အခဲတွေကြားကနေကျမ်းမာရေးဆန်ရစောင့်ရှောက်မှုတွေပေးနေတယ်လို့ဒေသခံတအူးကပြောတာပါရှမ်းနီတက် SNA ကအာနာသိမ့်ပြီးနောက်ပိုင်းစစ်တပ်နဲ့ပူးပေါင်းပြီးစစ်တပ်စီကလက်နက်ခဲယမ်းတွေရခဲ့တယ်လို့စစ်တပ်ကိုကူညီပြီးတော်လှန်ရေးတပ်တွေကိုတိုက်ခိုက်နေတဲ့ပြည်သူစစ်လို့လက်နက်ကင်အဖွဲ့ဖြစ်ပါတယ်အလဲရွာဆိုတာကမမောက်မြို့အပြင်ဘက်မှာရှိပြီးအစောပိုင်းကပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ခဲ့ပါတယ်ဒါပေမဲ့စစ်ကောင်စီနဲ့ SNA တပ်တွေပြန်ထိုးစစ်ဆင်လာလို့စက်တင်ဘာလကုန်ပိုင်းမှာတော်လှန်ရေးတပ်တွေပြန်ဆုတ်ပေးခဲ့ရတာပါ မမောက်မြိုသိန်းတိုက်ပွဲမှာကဒူးလူငယ်တွေပါတဲ့ PDF တွေလည်းဝင်တိုက်ခဲ့ပြီးစစ်တပ်ဝါဒပြန်ဆိုရှယ်မီဒီယာတွေကရှမ်းနီနဲ့ကဒူးတိုင်းရင်းသားတွေကြားသွေးခွဲတဲ့ရေးသားလုံဆောင်မှုတွေလှုံ့ဆော်နေတာလည်းတွေ့ရပါတယ်။အခုဖြစ်စဉ်ကလည်းရွာထဲကို SNA တပ်ဖွဲ့ဝင်တွေဝင်ရောက်လာချိန်မှာကျူးလွန်တာဖြစ်ပြီးကြံတဲ့ဒေသခံတွေလည်းစိုးရိမ်နေကြရတယ်လို့သတင်းရရှိပါတယ်။စစ်ဘေးရှောင်တွေကအစင်ပြေတဲ့နေရာမှာနေကြရတာဖြစ်ပြီးတိုက်ပွဲတွေအပြင် အခုလိုလူမဆန်တဲ့လုပ်ရက်တွေကိုလည်းရင်ဆိုင်နေကြရတယ်လို့ဒေသခံတအူးကပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့လဲတရားမျှတမှုရကြင်တယ်လို့သူကဆက်ပြောတာပါစစ်တပ်နဲ့ SNA ထိန်းချုပ်ထားတဲ့ဗမောက်မျိုးကို NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၈စစ်ဒေသရဲ့ကုတ်ကဲမှုနဲ့ PDF တွေမဟာမိတ်တပ်တွေကစက်တင်ဘာ15ရက်မှာမြို့သိမ်းတိုက်ပွဲပေါ်ဆောင်ပြီးစက်တင်ဘာ22ရက်မှာမြို့နယ်တကွရွာတချို့ကိုထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့စက်တင်ဘာလနှောင်းပိုင်းမှာစစ်တပ်နဲ့ SNA တပ်တွေကပြန်ပြီးထိုးစစ်ဆင်လာလို့အလဲရွာအပါဝင်ရွာတချို့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြန်လက်လွတ်ခဲ့ရပါတယ်။ လက်ရှိမြို့အနီးဝန်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော်လှန်ရေးတပ်တွေကဗမောက်မြို့ကိုထိန်းချုပ်ထားစေဖြစ်တယ်လို့သိရပါတယ်။ SNA ကဗမောက်ဟုံမလင်းတမူကလေးမြို့နယ်တွေအပါအဝင်စကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်ကတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေပဝင်တက်ခိုင်နေပါတယ်။ SNA ရဲ့လုံရက်နဲ့ရည်တည်ချက်အပေါ်ရှမ်းပြည်တိုင်းရင်းသားတွေကလည်းဝေဖန်နေကြပါတယ်ရှင်။